ရုရှားပြည်သူတွေကတော်တော်တံပိုးလက်ထားတယ်ဂုံလည်းယူကြတယ်အဲဆိုပဲပြည်တော်စုကြီးဟိုလာဘူးကျူကျော်တတ်ခဲ့တဲ့ဒီဖက်စစ်နာစီတွေပေါ်မှာသူတို့လူ26တန်းကျော်အသေးခံပြီးတော့မှအဲပြန်ပြီးမြန်မာနိုင်ငံအချုပ်အခြာအာဏာပြန်လည်းရရှိဖို့အတွက်တိုက်ခတ်ခဲ့တာပေါ့လေအဲဒါကြောင့်သူတို့လည်းတည်တံပိုးထားပါတယ်ဒါဒါကျွန်တော်တို့အလေးထားမှကိစ္စပေါ့မြန်မာနိုင်ငံလည်း ်ဖက်စစ်ဒေါ်လာကြီးတမန်ကြောင်နဲ့ရှိခဲ့တယ်အဲတမ်ဘရွန်နဲ့ပြည်သူပေါင်းပြီးတော့မှလွတ်လာရရအောင်လဲတိုက်ခတ်ခဲ့တဲ့တမန်ကြောင်နဲ့ရှိတပိုင်းကောင်တကယ်တကယ်ခိုက်မာတဲ့တမန်ကြောင်မှာဒါကြောင့်ဒါလည်းကျွန်တော်တို့အနေနဲ့ဒီအောင်ဆက်လက်ထိန်းသိမ်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ဒါတို့ကနိုင်ငံတော်ကာကွယ်တောင်အင်အားရှိရင်ပေါ့ဗျာနော်တော့တမတော်အင်အားရှိလို့ရှိရင်အဲတိုင်းပြည်ကအင်အားရှိမယ်ဆိုတဲ့ဟာတော့ ်ပေါ်လင်းပါတယ်ဗျာဒါပြည်သူအားလုံးကိုလည်းနိုင်ငံချစ်စိတ်မျိုးချစ်စိတ်တည်းဒီတည်းပို့ပြီးတော့မှရှေ့အောင်ဆောင်ရွက်ပြုဖို့လိုအပ်လိုအပ်ပါလိမ့်မယ်ဓမ္မသာပြည်သူအားလုံးကနေမြန်မာနိုင်ငံရဲ့ဖူမိုထုတက်မှုအောင်ဖူမိုထုတက်မှုရှိအောင်ပေါ့ဆောင်ရွက်နိုင်မယ်ဆိုတာလေဒါကျွန်တော်တွေးပါတယ်နိုင်ငံကောင်းဆိုတာတချို့နဲ့အလိုဘောတွေးဆိုနာလည်းရှိသလိုကျွန်တော်တွေးဆိုဆွေးနွေးနိုင်မှုလည်းကျွန်တော်ရခဲ့ပါတယ်သူတိပင်း မြန်မာနိုင်ငံကနေပြီးတော့မှအဲကျွန်တော်ရဲ့သဘောထားပေါ့ဗျာကျွန်တော်တို့ကကျွန်တော်ကတော့ Party Democracy စနစ်ကိုတောက်ဖို့ကျွန်တော်လက်ခံပါတယ်ဒီတိုင်းကျွန်တော်တောက်ဖို့ဖြစ်ပါတယ်ဒါပြီးလို့ရှိရင်အဲလူလက်ပြတရားမျှတဲ့ယူကော့ပွဲကိုဒီနှစ်ကုန်ပိုင်းမှာကျွန်တော်ဆောင်ရွက်မယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်သူတို့ရှင်းပြပါတယ်။အဲဆွေးနွေးတဲ့လူတွေကတော့ဗျာအားလုံးလည်းလက်ခံပြီးတော့မှအားပြီးထောက်ခံမှုရှိတာကိုလည်းကျွန်တော်တွေ့ရပါတယ်။မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေလေးတချို့ နိုင်ငံတွေအတွက်ရှင်းပြလို့တချို့နိုင်ငံတွေကြောက်လဲမိတ်ဆက်တွေ့ဆုံရတာပေါ့အဲကောင်းပါတယ်ဗျအားလုံးတွေ့ရတာတော့ကျွန်တော်တို့အားလုံးကောင်းပါလို့ကျွန်တော်ပြောချင်ပါတယ်အဲမြန်မာနိုင်ငံတဲ့တရုတ်နိုင်ငံကတော့ဟိုလူစားပေါ့ဗျကျွန်တော်တို့ဆူမျိုးပေါ့ဖော်အဲချစ်ချစ်ရင်းနှီးနိုင်ငံတစ်ခုဖြစ်ပါတယ်မြန်မာပြည်ကမိတ်ဖက်နိုင်ငံတစ်ခုလည်းဖြစ်တယ်နော်ခွဲခြားလို့မရတဲ့အင်ဒိယနိုင်ငံတွေလည်းဖြစ်ပါတယ်အဲနောက်တော့ကတန်တမာဆက်ဆံရေးရလေအခုဆိုရင်95နှစ်ကျော်ကာလဟို ကျွန်တော်ရပြီရောက်ပြီဖြစ်ပါဒါကြောင့်ထူးခြားတဲ့ဆက်ဆံရေးရှိတဲ့နိုင်ငံတခုလို့ကျွန်တော်တို့ပြောချင်ပါတယ်တမနာကြီးကတော့မန္တလေးငလျင်ကျောင်းနဲ့ပတ်သက်ပြီးတော့သူပြည်သူတွေဒီအသက်သင်းဆုံးခြင်းမှုနဲ့ထိခိုက်ဆုံးရှုံးမှုများအတွက်လည်းသူစိတ်မကောင်းတဲ့ကြောင်းနှုတ်ကရထုတ်ပြောတယ်အပြည့်ကျွန်တော်တို့ဖြစ်ပြီးတဲ့အချိန်မှာလည်းကျွန်တော်တို့ရှိလို့တုံ့ဝန်လာသူပို့ပါတယ်ဒီတင်လင်းနဲ့ပတ်သက်ပြီးတော့ပြန်လည်တိဆောက်လုပ်ငန်းတွေပတ်သက်ပြီးတော့လည်းဆက်လက်ကူညီဆောင်ရွက်ပေးမယ်ဆိုတော့လည်းသူဒါလည်း လေးနဲ့ထားပြီးသူပြောပါတယ်ဗျ။အဲတော့မြန်မာနိုင်ငံရဲ့အချို့ချာအာဏာပိုင်ဆိုင်မှုပြောတာတော့နေပြည်ပိုင်ဆိုင်မှုနောက်ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီးတော့လေခိုင်မာစွာထောက်ခံတဲ့ကြောင့်လည်းသူပြောပါတယ်။နောက်မြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးပေါ့ကျွန်တော်တို့ကဖွံ့ဖြိုးတိုးတက်ရေးပေါ်မှာလည်းအားပေးတဲ့အကြောင်းသူကျွန်တော်တို့ကပြောပါတယ်။အဲကျွန်တော်အနေနဲ့လည်း OPU အလားကြောင်းပေါ်မှာလည်းခိုင်မာရက်တည်တဲ့အကြောင်းပေါ့ဗျာ။အဲနောက်တစ်ခါမြန်မာနိုင်ငံအပြီးတော့တက်ကြစာပံဝင်ဆောင်မယ်ဆိုတဲ့အကြောင်း ဒါကြတဲ့ကျွန်တော်ပြောဖြစ်ပါတယ်မြန်မာနိုင်ငံဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေလေးအကြမ်းဖျင်းကျွန်တော်ရှင်းပြနိုင်ခဲ့ပါတယ်နောက်တော့ကတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်စီးပွားရေးဇင်းညာကောင်တွေဖော်ဘူးနဲ့ပတ်သက်အကောင့်ထဲပေါ်မြစ်တည်ရင်းနဲ့ပတ်သက်ပြီးတော့လေကျွန်တော်ဆွေးနွေးချက်ခဲ့ပါတယ်နောက်တစ်ခါကျွန်တော်မြန်မာနိုင်ငံမှာတမရရေးရပါဗျာနော်မြန်မာနိုင်ငံမှာကျင်းပပြုလုပ်မဲ့ပါတီစုဒီမိုကရေစီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံရဲ့ကျွန်တော်တို့ရဲ့ကြိုတိပြည့်စုံမှုဘဏ်နဲ့ရွေးကောက်ပွဲကိုလည်းအားပေးထောက်ခံတဲ့ကြောင့်လို့ဒါလေးတို့ ထပ်ပြီးပြောပါတယ်ဗျ။အဲတွေ့ဆုံတာဆွေးနွေးရတယ်ဟိုကောင်းမွန်တဲ့ရလာကောင်းတွေရရှိတယ်ဆိုတာလေးကျွန်တော်ပြောချင်ပါတယ်။